စင်ပေါ်မှာအခုလိုမျိုးခိုက်တံမျိုးတခါမှမရှိခဲ့ဘူးနောက်ပြီးတော့ကျွန်တော်တို့ပထမဦးဆုံးတအားကြိုက်ခဲ့ရတဲ့တခြင်းနှစ်ပုတ်ထဲကတပုတ်ကိုအတူတူဆိုခွင့်ရမှာဆိုတော့ရင်ခုန်ပါတယ်အဲရပကန်ဝင်းနဲ့ကျွန်တော်ဆိုရင်ပေါ့နော်ကျွန်တော်တို့ example နဲ့ဆိုထားတယ်တခါလီလော်ရဲဆိုတဲ့တခြင်းကတခါမှကျွန်တော်စင်ပေါ်မှာမဆိုဘူးတခါမှမဆိုဘူးဒီနှစ်ပေါင်း24နှစ်အတွင်းမှာပေါ့နော်ဒါပထမဦးဆုံးအချိန်စင်ပေါ်မှာအတူတူဆိုခွင့်ရတာပေါ့တဲ့တချိန်လုံးကအဲ့လိုမျိုးကျွန်တော်တို့တခြင်းနေနားထောင်ရင်းနဲ့မှာအဲ့လိုမျိုးအသက်အရွယ်လိုက်ဖြစ်လာတဲ့ခံစားချက်လေးတွေကိုပြန်ပြီးတော့ပေးစွမ်းနိုင်မယ်အနေထားလေးတခုပေါ့နော်ဆိုတော့ ီတချင်းဒီတချင်းလေးနဲ့ပတ်သက်ပြီးတော့လေအဲကျွန်တော်တို့ဒီ hyper music band နဲ့လေတေချာလေးကိုကျွန်တော်တချင်းလေးတိုက်ထားတယ်ပေါ့အဲ rapper ကဝင်းနဲ့ကျွန်တော်ဆိုရင်ပေါ့နော်ကျွန်တော်တို့ example နဲ့ဆိုထားတယ်တခါလေတော်တဲ့ဆိုတဲ့တချင်းကတခါမှကျွန်တော်စင်ပါမှာမဆိုဘူးတခါမှမဆိုဘူးဒီနှစ်ပေါင်း24နှစ်အတွင်းမှာပေါ့နော်ဒါပထမဦးဆုံးအချိန်စင်ပါမှာအတူတူသုခွင့်ရတာပေါ့နောက်အဲအဒီမခိုင်ကြီးပေါ့နော်မခိုင်ကြီးနဲ့လေအဲကျွန်တော်အရင်တော့ကျွန်တော်အတော်အတော်ပေါ့နော်အတော်ရဲ့တခြင်းအဲအဲ့တခြင်းလေးကိုအတူတူတွဲပြီးတော့မှ မခိုင်းနဲ့တွဲဆိုခွင့်ရမယ်တော့လေအရန်ဝမ်းသာတယ်နောက်တစ်ခုကကျတော့ကိုမျိုးကြောမြိုင်နဲ့ကျွန်တော်တို့ကစင်ပေါ်မှာအခုလိုမျိုးအခိုက်အတန့်မျိုးတစ်ခါမှမရှိခဲ့ဘူးနောက်ပြီးတော့ကျွန်တော်တို့ပထမဦးဆုံးတအားကြိုက်ခဲ့ရတဲ့တခြင်းနှစ်ပုတ်ထဲကတပုတ်ကိုအတူတူဆိုခွင့်ရမှာဆိုတော့ရင်ခုန်ပါတယ်ညီမလေးဂျေနာမိုင်းနဲ့လည်းအဒီအဖွင့်ပွဲစဉ်အဖွင့်တခြင်းလေးကပထမဦးဆုံးကြိမ်ဆိုရတဲ့ဟာလေးပေါ့နော်ဆိုတော့အမှတ်တရအများကြီးပါ ပထမဦးဆုံးကျင်ရင်ခုန်တန်းကတော့ကျွန်တော်တို့ဒီ examen နဲ့ပတ်သက်ပြီးတော့အဲရှိုးဆူခဲ့ရတဲ့အချိန်ပေါ့ဆိုတော့အဲ့ဒီတော့ဆိုရင်တချင်းတွေကအစ်တတွေပေါ့နော်အစ်တတွေကိုပြိတက်ကိုဖျော်ဖြေခွင့်ရပါပေါ့အခုတတူပွဲမှာလည်းဒါထပ်တူကြရလို့ပြောလို့ရပါတယ်အကုန်လုံးကကျွန်တော်ပထမဆုံးအချိန်အဲဖျော်ဖြေခွင့်ရပါဖြစ်တဲ့အတွက်တည်ဆူခွင့်ရတာဖြစ်တဲ့အတွက်ဂုဏ်ယူပါတယ်ဗျပြောလည်းပြောပါတယ်အဲပြိတက်တွေနဲ့ထပ်တူစိတ်လို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ concept လေးက ဟိုတယောက်တလဲအဲ့လိုဆိုပြီးစင်းသွားမယ်ဆိုတဲ့ပုံစံထက်ကျွန်တော်တို့ဂျူရဲ့ပုံစံလေးဂျူရဲ့ဆောင်းလေးတွေတခါမှအဲ့လိုမျိုးအဲတွဲဖက်ခြင်းမရှိဘဲနဲ့အခုမှတွဲဖက်လာမယ့်ပုံစံလေးတွေကိုမြင်ရကြားမှာဖြစ်ပါတယ်ဗျဟုတ်ဒီ show ဝဲလေးကတော့တေးကြကျွန်တော်တို့ကျွန်တော်တို့ရဲ့ memory တွေထဲမှာရှိခဲ့တဲ့ melody တွေအကြောင်းလေးပြန်ပါမယ်ပရိသတ်တွေအနေနဲ့လည်း live ကြည့်ရှုအားပေးတဲ့အခါမှာအဲထပ်တူခံစားခွင့်ရမယ်လို့ယုံကြည်မျှော်လင့်ထားပါတယ်ကျွန်တော်တို့အမှုပညာရှင်တွေဒီဆိုမဲ့သူတွေရော hybrid အဲ music band ရောအကောင်းဆုံးစူးစမ်းပြီးတက်ဆက်ပါမယ်ဗျ